တမ်းပြီးတော့ကာကြီးခဝေးလေးရေးပြမယ်နော်ရေးဆွဲနည်းအမှန်လေးပြပါမယ်ပထမဆုံးကာကြီးလေးပါကာကြီးကိုရေးထားလို့ရှိရင်အပြောင်းလိုင်းဒုတိယအပြောင်းလိုင်းနှစ်လိုင်းရှိရတဲ့ဒုတိယလိုင်းကနေစရေးရမယ်နော်ပြီးရင်ဝန်းဝန်းလေးတစ်ခုဆွဲပြီးမှနောက်ထပ်တစ်ခုဆွဲရပါမယ်ကာကြီးကအပြောင်းလိုင်းနှစ်လိုင်းကြားထဲမှာပဲရှိမယ်နော် ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နောက်ထပ်ခါဝေးလေးရေးပြပါမယ်ခါဝေးလေးရေးလို့ရှိရင်အပြင်အောင်လိုင်းလေးနှစ်လိုင်းရှိရတဲ့ထဲကပထမလိုင်းကနေစရေးမယ်ပြီးရင်ဒုတိယလိုင်းကိုဆွဲမယ်နော်ခါဝေးရလည်းတူတူပဲအပြင်အောင်လိုင်းလေးနှစ်လိုင်းကြားထဲမှာပဲရေးရပါမယ်အနီရောင်လိုင်းကိုမထီရအောင်နော်အနီရောင်လိုင်းစီလည်းမရောက်ဘူးအပြင်အောင်လိုင်းနှစ်လိုင်းကြားထဲမှာပဲရေးပါမယ်ပြီးလို့ရှိရင်ကားငယ်ကားငယ်ရေးလို့ရှိရင်လည်း အပြင်အောင်လိုင်းလေးနှစ်လိုင်းကြားထဲမှာပဲရှိရပါမယ်အပြင်အောင်လိုင်းလေးအောက်လိုင်းကနေစမယ်နော်ခါငယ်ဝိုင်းဝိုင်းလေးရေးပါမယ်ပြီးလို့ရှိရင်ခါကြီးကကြည့်လို့ရှိရင်အပြောင်းလိုင်းလေးနှစ်လိုင်းချားထဲမှာပဲဝင်အောင်ရေးမယ်နော်သူ့ကိုဝိုင်းဝိုင်းကောင်းလေးတစ်ခုလေးအရင်ဆွဲပြီးလို့ရှိရင်နောက်ထပ်ဝိုင်းဝိုင်းလေးထပ်ရေးမယ်နော် ကာကြီးပြုရှင်ငါငါမှာတတိထားပါမယ်ငါ့ကိုတော်တော်များများအပေါ်ကနေပြောဆွဲတယ်မှားပါလေနော်ငါရေးလို့ရှိရင်အပြင်အောင်လိုင်းလေးနှစ်လိုင်းထဲကနေပြီးတော့အောက်အလိုင်းကနေစရင်ရေးပါမယ်နော်ငါ့ကိုအပေါ်အပေါ်ကနေမဆွဲဘူးနော်အောက်ကနေပဲဆွဲပါလေအောက်ကနေပြီးတော့အပေါ်ကိုဆွဲပါလေဒီခေါက်ပြန်ကြည့်ပေးပါကာကြီးခါခွေး 강에 가지 야